မိုင်းအောင်မျိုးနိုင်မကရေမီယာဂိုင်းဖြတ်ပြုပြင်းတဲ့တေယုတ်ပြပွဲကျင်းပတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရန်ပြည်နယ်ရှိပိုင်းမိုင်းအောင်ခရိုင်မိုင်းအောင်မျိုးနယ်ပါဟုတ်ကျေးရွာအုပ်စုတွင် မကရေမီယာဂိုင်းဖြတ်ပြုပြင်းတဲ့တေယုတ်ပြပွဲကိုယနေ့နေ့နဲ့ပိုင်းကကျင်းပကြောင်းသိရှိရပါတယ်။နိုင်ငံစည်းဝါးမြင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်လျက်ရှိသောမိုင်းအောင်ယရနာ မကရေမီယာစိုက်ပျိုးထုတ်လုပ်သူများအစုဖွဲ့၏ မက်ဂရီမီယာ140အီကစိုက်ပျိုးအောင်မြင်နေမှုအပေါ်စိုက်ပျိုးရေးဦးစီးဌာနနှစ်ရှိပင်သီးနှံဌာနခွဲရုံကျုပ်၏အစီအစဉ်ဖြင့်မက်ဂရီမီယာပညာရှင်ဦးတင်နိုင်ထွန်းဦးစီးအရာရှိနှင့်အဖွဲ့မှမက်ဂရီမီယာဂိုင်းပြတ်ပြုပြင်ခြင်းကိုလက်တွေ့နီးပညာမျှဝေပေးခဲ့ပါသည်အဆိုပါမက်ဂရီမီယာဂိုင်းပြတ်ပြုပြင်ခြင်းတရုတ်ပြပွဲကိုစိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှုဦးကျော်ကျော်မိုးနှင့်ဝန်ထမ်းများ ကြေးတိုင်နှင့်မြေစင်ဦးစည်းဌာနမြို့နယ်ဦးစည်းမှုဦးနိုင်မင်းနှင့်ဝန်ထမ်းများမကရေမီယာလုပ်ငန်းရှင်နှင့်လှုပ်သားများတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်ခမညာ